မလတလအတွင်းတအောင်းပြည်မှာရှိတဲ့ကျေးရွာပေါင်း52ရွာကို PSWF TNW အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကကွန်းစင်အသိပညာပေးပြုလုပ်ခဲ့ပါတယ်။အသိပညာပေးကွန်းစင်ရမှာတီဘောမြို့နယ်ကကျေးရွာ9ရွာ၊မိုင်ငုံမြို့နယ်ကကျေးရွာ9ရွာ၊နမ်ဆန်မြို့နယ်ကကျေးရွာ3ရွာ၊ကြောက်မဲမြို့နယ်ကကျေးရွာ3ရွာနဲ့မိုင်းလုံမြို့နယ်ကကျေးရွာ23ရွာတို့ဖြစ်ပါတယ်။ မြို့နယ်ငါခုမှရှိတဲ့ဒေတာခန်2000ကျော်ကိုအိမ်တွင်အကြံဖက်မှုအမျိုးသမီးနဲ့ပညာရေးစတဲ့အကြောင်းအရာတွေကိုအသိပညာပေးပြလုပ်ခဲ့ပါတယ်ဖျက်ဆာဝက်တီအန်အိုရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့တောင်ပြည်ထက်ကအမျိုးသမီးရဲ့အပေါ်အကြံဖတ်မှုရွက်ကြစေရေးလုပ်ငန်းစီများအမျိုးသမီးစွမ်းရည်မြင့်တင်ရေးနဲ့စီယုံရေးလုပ်ငန်းစီများအိမ်တွင်းမှုနဲ့ဝင်ငွေလက်ပတ်စစ်စစ်မှုလုပ်ငန်းစီများချမှတ်ကအကောင့်ထယ်ဖို့ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာလဲနမ်ဆန်နမ်တူမြို့နယ်ခုခိုင်မြို့နယ်ကကျေးရွာ၂၀ရွာနဲ့လူဦးရေ၉၀၀ကျော်ကိုအသိပညာပေးကွင်းဆင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ကျွန်မလွေပူလပါပါရှင်။